မေးเสียရှိလို့ကြာလာโอเคပါတိချင်မထညာဝိဇာလန်းစင်ဆိုတာပါလေဇာဝိဇာလန်းစင်ဆိုတော့ဘုဒ္ဓဘာသာအပိထေမထေကတည်ဆုံးပြီးနောက်ဂျာကာလာမှာရှက်တန်းရတဲ့ဖိစင်တွေကိုလေးလာတာပါအဲ့ဒီအချိန်မှာလူတယောက်ကြီးအစိတ်အစင်နေနဲ့အတိအကျုံတွေဝန်းမ်းစင်အောင်ကြိုးစားတာပါဒီထပ်ပို့ပြီးရှင်းပြပေးပါဦး ဟုတ်ကဲ့ဂျာဝိဇာလန်းစင်ကလူဒီတိတ်ဆုံးပြီးနောက်မှာအသက်ပြန်ရှင်မဲ့ကိုအတခုကိုမရောက်ခင်မှာဖက်တန်းရခဲ့အချိန်ကာလကိုရောတာပါအဲ့ဒီအချိန်မှာလူတီတောင်ရဲ့စိတ်ထဲမှာချစ်ပေါ်လာတဲ့အတွေးတွေနဲ့ရုပ်စင်တနာတွေကိုလေ့လာပြီးနောင်ဘဝဘယ်လိုဖြစ်လာနိုင်လဲဆိုတာကိုနားလည်အောင်စူးစမ်းတာပါဝိဇာလန်းစင်ကိုလိုက်ရင်နိဗ္ဗာန်ကိုရောက်နိုင်လားကျောင်းဝိဇာလန်းစင်ကမိဘကိုရောက်ဖို့အတွက်ကြားခံလမ်းကြောင်းတစ်ခုလိုမျိုးပါပဲဒီလန်းစင်က တည်ပြီးနောက်ပိုင်းမှာဖြစ်တမ်းရခဲ့အခြေအနေတွေကိုနားလည်အောင်ကြွေးနီးပေးပြီးတန်တရာဝက်ကလွတ်မြောက်ဖို့အတွက်ခြေလန်းတလန်းဖွစ်စီနိုင်ပါလေဒီထပ်ပို့ပြီးရှင်းပြပေးပါဒီလိုပါဂျာဝိဇာလန်ဂျင်းကိုလေ့လာခြင်းဖြင့်တည်ဆုံးပြီးနောက်မှာဖြစ်ပေါ်လာတဲ့အတွေ့အကြုံတွေကိုနားလည်လာပါမယ်ဒါကကိုယ့်ရဲ့စိတ်ကိုပိုပြီးငြိမ်းချအောင်ကူညီပေးနိုင်ပါတယ်စိတ်ငြိမ်းချမှုရလာတဲ့အခါနောက်ဘဝမှာပိုကောင်းတဲ့အခြေအနေမျိုးကိုရောက်ရှိပြီးနောက်ဆုံးမှာနိဗ္ဗာန်ကိုရောက်ရှိနိုင်ဖို့အထောက်အကူပြုနိုင်ပါတယ်။ဒါပေမဲ့ တိုက်ရိုက်နိဗ္ဗာန်ကိုရောက်စေတာတော့မဟုတ်ပါဘူးဝိဇာလန်းစင်ကဗုဒ္ဓဘာသာအယူဆနဲ့ဆိုရင်ဘယ်လိုအခြေအနေမျိုးမှရှိပါလဲဗုဒ္ဓဘာသာအယူဆအရဇာဝိဇာလန်းစင်ကတေချင်းနေပြလဲမွေးဖွားခြင်းကြတာအခုပြောင်းကာလတစ်ခုပါဒီကာလမှာလူတယောက်ရဲ့စိတ်ဟာသူ့ရဲ့အတိတ်ကကံတရားတွေပေါ်မူတည်ပြီးနောက်ဘဝပဲရောက်မယ်ဆိုတာကိုဆုံးဖြတ်ပါတယ်ဒီဖြစ်စဉ်ကိုနားတဲ့ရင်တေချင်းကိုပို့ပြီးရင်ဆိုင်နိုင်တယ် ကောင်းမွန်တဲ့ဘဝကိုရောက်ရှိနိုင်ဖို့အထောက်အကူပြုနိုင်ပါတယ်။အထက်ပို့ပြီးရှင်းအောင်ပြောပြလို့ရမလား။ဒီလိုပါဘုဒ္ဓဘာသာအစိုးရတည်ဆုံးပြီးနောက်မှာလူတရားရဲ့စိတ်ကသူ့ရဲ့အတိတ်ကကံတွေပုံမှုပြီးနောက်ဘဝကိုရောက်သွားပါတယ်။ဒီဖြစ်စဉ်ကြားမှာကြားဝိဇာလန်းစင်ဆိုတာကြားခံကာလတစ်ခုမှာဒီကာလမှာကိုယ့်ရဲ့စိတ်အခြေအနေပေါ်မှုတည်ပြီးနောက်ဖြစ်ပေါ်လာမယ့်ဘဝကဘယ်လိုဖြစ်မယ်ဆိုတာကိုနားလည်နိုင်ပါတယ်။ ဒီအတိကတေချင်းကိုပို့ပြီးရင်ဆိုင်နိုင်အောင်ကူညီပေးပြီးစိတ်ငြိမ်ချမှုရစေပါတယ်။နောက်ဆုံးမှာတော့ဒီအတိညာကတန်တရာဝတ်ကလွတ်မြောက်ဖို့လမ်းစာပြပေးနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။ကူညီခွင့်ရလို့ဝမ်းသာပါတယ်။